ပရိတာလုတ်ကိုအလွယ်သုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်တင်ကြောင်းအားငယ်နေရတဲ့အချိန်မှာပတ်စံပန်းစင်းနဲ့ surprise တိုက်ခံလိုက်ရတဲ့ပုတု MCL ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင် ပုတုကအပွားနဲ့မြေတွေကြားမှာရှိရဲ့မြစ်တာကိုဖော်ကျူးရင်းအောင်မြင်လာခဲ့တာဖြစ်ပါတယ်အောင်မြင်လာတဲ့အချိန်မှာပုတုကပရိတာလုတ်တွေကိုသာအဓိကလုံလာခဲ့တာပါဆယ်လီတယောက်အနေနဲ့လူသိများတဲ့အချက်ကိုအသုံးချပြီးတဘာဝကပ်ဘေးတွေမှာဆိုရင်လည်းအလူငွေကောက်ခံပြီးပြန်လူပေးနေတာပါလူပေးတဲ့နေရာမှာလည်းအဖွဲစည်းနေတဲ့တွဲဖက်ပြီးအလူမခံမဲ့တယောက်တည်းအလူ ူခန္ဓာကြောင့်မယုံကြည်လို့မလူနာတွေကိုရှင်ဆိုင်ရပါတယ်။ဒါပေမဲ့အလျှော်မပေးတဲ့ပုတုကကပြရင်နဲ့အလူခံခဲ့တာပါ။ဒါကြောင့်မို့လဲပြီးခဲ့တဲ့ငလင်ပေးမှာအလူငွေ3000ကျော်အထိလူထားနိုင်ပါပြီ။ဒါအပြင်ဆလတ်ကအလူခံနေတော့မှအခုလိုအလူခံနေတဲ့အပေါ်မှာတချို့ကပုတုကအောင်မြင်ခြင်းနဲ့စိတ်ကြောင့် brighter လို့ကိုလွဲတောင်းစားလုပ်နေတာလို့ဆွဆွဲနေတာပါ။မနာမနေပင်ပင်ပန်းပန်းနဲ့လုပ်နေရပြီးမြင်အခုလိုဆွဆွဲချက်တွေကိုရင်စည်းကခံနေရတာပါ။ ဒါကြောင့်မလို့ပူတူကဝန်နေပြီးစိတ်တက်ကြနေတဲ့ချိန်လည်းများကြီးရှိပါတယ်။ပြီးခဲ့တဲ့ရက်ကဆိုရင်မခံစားနိုင်တော့တဲ့အတွက်ငိုပြီးတော့ social media မှာတော့တင်ထားခဲ့ပါသေးတယ်။မယုံကြည်ကြတဲ့သူတွေများတယ်လို့အပေါ်မဲ့နေတဲ့ချိန်မှာပူတူကမြစ်တာတချို့ကိုလက်ခံရရှိလိုက်ပါတယ်။ ပူတူကိုမိသားစုတစ်ခုကနေငလင်ပေးပြန်လည်ထူထောင်ရေးအတွက်အလူငွေလာလူကြပါရယ်အလူငွေ9သိန်းလာလူပေးတာဖြစ်ပြီး surprise တိုက်ဖို့အစီအစဉ်ဒီမှာပါနေခဲ့တာပါအလူငွေပေးပြီးတဲ့အချိန်မှာပူတူအတွက်ပတ်စံပန်းစီအကြီးကြီးကိုလက်ဆောင်ပေးခဲ့ပါရယ်ပတ်စံပန်းစီအကြီးကြီးနဲ့ surprise တိုက်လိုက်တာဖြစ်ပါရယ်ပူတူကတသက်နဲ့တကူအခုလိုပစ္စည်းမျိုးလည်းတစ်ခါမှမရရှိပါဘူးပတ်စံပန်းစီနဲ့ surprise တိုက်ခိုင်းလိုက်ရတဲ့အတွက်ပူတူကမျက်ရည်ကျတဲ့အချိန်ဖြစ်နေတာပါအလူရှင်တွေကပူတူရဲ့ရိုးကုန်ကိုသဘောကျတဲ့အတွက်အားငယ်နေတဲ့အချိန်မှာခုလိုအားပေးခဲ့တာပါဒါပြင် ်အလူရှင်ရဲ့အမဖြစ်သူကလည်းပူတူအတွက်နောက်ထပ်ပန်းစီတစ်ခုကိုလက်ဆောင်ပေးခဲ့ပါသေးတယ်။မိသားစုတစ်ခုစီကနေအခုလိုဝိုင်းချစ်တာခံရတဲ့အတွက်ပူတူကကြေနက်ခါပျော်ရွှင်လို့နေတာပါ။အလူဝင်၅သိန်းကိုလည်းတကယ်လိုအပ်နေတဲ့နေရာတွေမှာတာလူပေးသွားမှာပါ။ပတ်စံပန်းစီတွေကိုလည်းလိုအပ်တဲ့သူရှိရင်ပူတူကတဆင်လူပေးသွားအောင်မှာဖြစ်ပါတယ်။ပူတူကအလူငွေယူတဲ့အချိန်မှာလေတဖက်သားပေါ်မှာအမြဲတမ်းလေးစားတဲ့စိတ်ရှိသူပါအလူငွေယူပြီးဆိုရင်ဖနက်ချုပ်ကတင်ယူတတိနဲ့လက်ခံယူတာပါငလင်ပေးအတွက်သွားလူတဲ့အခါဆိုရင်လည်း အလူငွေပေးရင်ဖနှက်ချုပ်ကပေးတတ်တာပါဒီလိုအချင်းစရိုက်တွေကြောင့်တချို့အလူရှင်တွေကပူတူနာလှူရတာကိုစိတ်အေးချမ်းသာနေကြပါတယ်ပူတူကအမေတကူသားတကူဘဝနဲ့လှုပ်ကျွေးနေတာဖြစ်တဲ့အပြင်မချမ်းသာပြီမဲ့အလူလုံးနေရရင်ကိုကျေနပ်တာကြောင့်အခုလိုပရဟိတသမားအနေနဲ့လုတ်ကင်ပေးနေတာပါဒါပေမဲ့မလို့သူတချို့ကအပြင်းထန်ဝေဖန်ကြတဲ့အချိန်ဆိုရင်တော့အားငယ်တက်တက်ပူတူကငွေယုံကလွဲပြီးမတက်နိုင်ပါဘူးအားပေးရသူတွေလည်းရှိရတဲ့အတွက်တချို့ဆင်းရဲတဲ့အဖိုးအဖွားတွေကိုဆက်လက်လှူဒန်းပေးသွားအောင်မှဖြစ်တယ်လို့ငလင်းပေးတက်လည်းလုတ်ပေးသွားအောင်ပါပရဟိတ လုပ်ကိုအလွဲတုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်အားငယ်နေရချိန်မှာပတ်စံပန်းစီနဲ့ surprise တိုက်ခံလိုက်ရတဲ့ပူတူပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်